်မင်္ဂလာပါရှင်ကစ်တင်ညူသတင်းဌာနရဲ့ထိတ်တန်းသတင်းများကို တင်ဆက်ပေးပါတော့မယ်ရှင်မြန်မာစစ်တပ်ကကျင်းပမယ်ရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေးလာရဲ့အဖွဲ့များဆေးလွတ်ဖွဲ့မရှိဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးကထုတ်ပြောလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်စစ်တပ်ကကမ္ဘာ့ကထပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံကစောင့်ကြည့်လေ့လာရေးဆေးလုပ်ပွဲမရှိကြောင်းမလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကအခုလိုပဲထုတ်ပေါ်ပြောဆိုလိုက်ပါတယ်။အော်တိုဘားလ23ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူတွင်သတင်းထောက်များနှင့်တွေ့ဆုံစဉ်မလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခြင်းဖြစ်ကြောင်းအခုလိုပဲသိရှိရပါတယ်။မြန်မာစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆေးလို့ရန်သဘောတူတယ်လို့ သတင်းထုတ်ပြန်ခဲ့မှုအပေါ်သတင်းထောက်များကမေးမြန်းစဉ်မလေးရှားနိုင်ငံသားရေးဝန်ကြီးကအာဆီယံနိုင်ငံသားရေးဝန်ကြီးများအကြားစစ်တပ်ရဲ့ရွေးကောက်ပွဲသို့လေလံဆောင်ကြည့်ရေးအဖွဲ့များဆေလွတ်ပြီးမဆေလွတ်ကဲကိုဆွေးနွေးရမည်ဖြစ်ကြောင်းတို့ရရင်ဆေလွတ်ဖွဲ့မရှိကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်အာဆီယံနိုင်ငံသားရေးဝန်ကြီးအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမဲ့အာဆီယံကသဘောတူမယ်လို့တော့ကျွန်တော်မမျှော်လင့်ဘူးဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကအခုလိုပဲရှင်းပြထားပါတယ်။ စစ်ကောင်စီကအော်တိုဘားလ9ရက်နေ့မလေးရှားနိုင်ငံသားဝင်ကြီးရဲ့နေပြည်တော်ခရီးစဉ်တွင်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုကိုဝမ်းသာပြီးပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းရွေးကောက်ပွဲလေးလာဆောင်ကြည့်ရေးအဖွဲ့များစေလွှတ်မည်ဖြစ်ပြီးဟုမလေးရှားနိုင်ငံသားဝင်ကြီးကပြောဆိုကြောင်းလိမ့်လည်သတင်းထုတ်ပြန်ခါပါရယ်မလေးရှားလွှတ်တော်အမန်အချိုနှင့်မလေးရှားနိုင်ငံသားဝင်ကြီးဟောင်း ဆိုင်ဖူဒင်အဗ်ဒေါ်လာကလည်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုမလေးရှားက၆ကန့်တယ်လို့မြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။စလိုင်းလာအတွဲမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြစ်ရှိရေးအတွက်ရွေးကောက်ပွဲမှာဦးစားပေးမဟုတ်ကြောင်းအာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အသိပေးခဲ့ပါသည်။အကြံဖက်စစ်တကအာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရဲ့ကိုလိုက်နာခြင်းမရှိသဖြင့် စစ်ကောင်ဆောင်နဲ့ဝန်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးများတက်ခွင့်မပြုဘဲအာဆီယံကအရေးယူထားတဲ့အကြောင်းခုလိုပဲသိရှိရပါရဲ့ရှင်။တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်ပြက်ပြဲသွားပြီဖြစ်ပြီး NCA နှစ်ပတ်လည်ပွဲကျင်းပရုံနဲ့ဘာမှဖြစ်လာစရာမရှိတော့ဟု KNU ဘဟုအလို့မှုဆောင်ဘရုစောတော်နီကအတိပေးပြောဆိုလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းဆီးမှုကြောင့်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ်ပြက်ပြဲသွားပြီးဖြစ်၍ NCA စာချုပ်နှစ်ပတ်လည်ပွဲကျင်းပရုံဖြင့်ဘာမှဖြစ်လာစရာမရှိတော့ကြောင်းကရင်မျိုးသားအစည်းအရုံး KNU ဘဟုအလုံးမှုဆောင်ဗဒိုစောတော်နီကခုလိုပဲအတည်ပြုပြောဆိုလိုက်ပါတယ်။ယနေ့တွင်တနိုင်ငံလုံးအပြစ်ခတ်ရစဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသောကရင်မျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF ပအုံး PNLO ABSDF, NMSB နဲ့ LDU တော်လှန်ရေးတပ်များက NCA စာချုပ်ပြည့်ပြည့်သွားပြီဖြစ်ကြောင်းစုပေါင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးအဆိုပါကြေညာချက်တွင်စစ်တပ်ကပြုလုပ်မဲ့ NCA နှစ်ပတ်လည်ပွဲများသို့ ASEAN ကုလသမဂ္ဂနှင့်နိုင်ငံတကာသံတမန်များမတ်တက်ရောက်ရန်တိုက်တွန်းထားပါသည်။ဆီယနာသိမှုကြောင့် NCA စာချုပ်ပြည့်ပြည့်ပြီးဖြစ်၍နှစ်ပတ်လည်ပွဲများလောက်ယုံနဲ့မြည်သည့်အကျိုးရလမှာဖြစ်ပေါ်လာစရာအကြောင်းရင်း မရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုံးမှုဆောင်ဘဒုစတော်နီကအခုလိုပဲပြောဆိုထားပါဗျ။အာနာသိငရေက NCA ကပြတ်သွားတယ်။အာနာသိငရေက NCA ကလုံးဝချိုးပေါက်ပြီးဘာမှကိုမရှိတော့ဘူးဆိုကတောက်လျှောက်ပဲပြောလာတာ။အကုန်လုံးဘာမှမရှိတော့ဘူး။အဲ့ဒါကြောင့်သူတို့ထထလုံးနေတဲ့ဟာတွေကအမှန်သူတို့မသိတာလည်းမဟုတ်ဘူး။တီးရက်နဲ့ဒီလိုလုပ်နေတာကိုယ့်ကိုယ်ကိုလိန်ညာနေကြတာဘာမှလည်းအရာရောက်မှာမဟုတ်ဘူးဆိုတာ သူတို့လည်းသူတို့ကိုသူတို့သိနေကြတာပဲလို့ဘတိုစော်တော်နီကခုလိုပဲပြောဆိုပါရယ် KNU အပါဝင်တိုင်းရင်းသားနဲ့တော်လှန်ရေးတပ်ဖွဲ့၆ခုရဲ့ယနေ့ထုတ်ပြန်ကြေညာသောကြေညာတက်တွင်အချောက်၆ချက်ပါဝင်ပြီးအဓိကအားဖြင့် NCA စာချုပ်လုပ်ငန်းစဉ်များရပ်ဆိုင်သွားပြီးစစ်တကပြုလုပ်မဲ့ NCA 10နှစ်ပြည့်ကဏ္ဍသို့ ASEAN ကုလသမဂ္ဂနှင့်နိုင်ငံတကာတာဝန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားပါသည်။ မြန်မာနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလမ်းများနဲ့ဖြည့်ရှင်းနိုင်ရန်ရည်ရွယ်သော KNU, CNF, ABSDF နဲ့ PNL တို့ကအခြားသောတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းလေးခွဲနှင့်အတူတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာလ15ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး NMSP နှင့် LDU တို့က2018ခုနှစ်ဖေဖော်ဝါရီလ13ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ကြကြောင်း NCA လုပ်ငန်းစဉ်အကောင့်ထဲပေါ်စေကာလအတွင်းမြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုး ထိန်ချုပ်ခြင်း၎င်းတို့ရဲ့စစ်တပ်ကြီးစိုးရေးမူဝါဒဖြင့်တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကိုအကောင့်ထဲမပေါ်နိုင်ရတားဆီးခြင်းများပြုလုပ်ခဲ့သလိုစာချုပ်ပေါ်သဘောတူညီချက်များအားအကြိမ်ကြိမ်ချိုးပေါက်ခြင်းများရှိခဲ့တော်လဲငြိမ်းချမ်းရေးနှင့်အနာဂတ်ဖရက်ဒယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရန်ရည်မှန်းချက်နဲ့စစ်ရှည်တီကန်နီလန်းရှာဘွေကဒီဇိုင်းမမတ်စူးစမ်းခဲ့မှုကြောင့်သဘောတူညီချက်ချိုးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့နိုင်ခြင်းဖြစ်ကြောင်းခုလိုပဲကြေညာထားပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလဆက်နာသိမ်းမှုဟာ MCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုများနဲ့ရည်မှန်းချက်များကိုပြောင်ပြောင်တည်တည်ဖြည့်ဆည်းလိုက်ပြီးဖြစ်ပြီး MCA အကောင့်ထဲပေါ်မှု လုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကစက္ကူစိုးတစ်ခုအဖြစ်သို့ရောက်ရှိသွားစေကြောင်း MCA စာချုပ်အပေါ်ကျင်းဝင်းဆောင်ထိန်ခြင်းမရှိဘဲအကြိမ်ကြိမ်ချိုးဖောက်ခဲ့သောစေယုစုက ပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးဖြင့်ဖက်ဆီးနှိပ်စက်တက်ဖြတ်ခဲ့လာတာမကား လေကြောင်းတက်ခတ်မှုများပါအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တက်ဖက်မှုများနေ့စဉ်ကျူးလွန်လျက်ရှိတဲ့မူ NCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပြုလုပ်ရန်ပြင်ဆင်နေတယ်လို့တိုင်းဒေသလက်နက်ကိုင်နဲ့တော်လှန်ရေးတပ်ဖွဲ့များရဲ့စူပေါင်းထုတ်ပြန်ချက်တွေကုလိုပဲဖော်ပြထားပါတယ်။စေအိုစုရဲ့ NCA အမြင်ခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်များနဲ့စေအိုစုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးပြက်ပြဲသွားပြီးဖြစ်သော2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကျင်းပရန်ပြင်ဆင်နေသည့ အတူရောင်ရေကောက်ပွဲတော်ဟာဆရာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုမရှိရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံ၏အကြံအတဲနှင့်ပြည်သူလူထုရဲ့စိရင်ဒုက္ခများကိုဖြေရှင်းနိုင်မှာမဟုတ်ဘဲပြိပခတ်များသာပို၍ရှေလားလာမည်ဖြစ်ကြောင်းထောက်ပြထားပါသည်။ပြည်သူလူထုကိုနေ့စဉ်ဘုံကျဲတက်ဖြက်လူငယ်များကိုအတင်းအရမစစ်မှုထိုက်စေခဲ့ပြီးပြုလုပ်နေတဲ့စေအုပ်စုရဲ့ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဟာ မြန်မာနိုင်ငံနဲ့ဒေတာတွေမတည်ငြိမ်မှုကိုဖန်တီးနေတဲ့စေအုပ်စုကိုထောက်ခံရကြတဲ့အတွက် NCA လက်မှတ်ရေးထိုးခဲ့ခြင်းဟာ၁၀နှစ်ပြည့်မြောက်အခမ်းအနားသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုရဲ့အတူယက်တီကြခြင်းပြရန် UN, ASEAN နဲ့နိုင်ငံတကာသံတမန်များကို NCA ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့တဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များကတိုက်တွန်းထားပါတယ်။တိုင်းနာဒေါ်လာရေးတက်များအနေနဲ့ရေရှည်တည်တံ့ခံရတဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်စေရည် လမ်းစာဖြစ်တဲ့စစ်တပ်ကနိုင်ငံရေးတွေပါဝင်မှုမရှိစေရန်ပြပခအတွင်းမတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန်နှင့် Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေအသေးရေးဆွဲနိုင်ရန်အတွက်တော်လန်တိုက်ပွဲဝင်နေကြသောတော်လန်ရေးအဖွဲ့အစည်းများနဲ့တကွဆီယနာရှယ်စနစ်ငြိမ်းပြီး Federal Democracy ပြောင်းစုအသစ်ထူထောင်နိုင်ပြီးအထိတန်နိုင်တန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းအခုလိုပဲကြေညာထားကြောင်းသိရှိရပါရရှင်။ ဆလဘီမြင်းချံမျိုးနဲ့ကြောက်ပြုတ်ရပြူစောတီအထိုင်စကန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၁၀ဦးသေဆုံးတဲ့အကြောင်းတည်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျံမြို့နယ်ကြောက်ပြုတ်ရွာပြူစောတိအထိုင်စကန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ10ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကျယ်တွင်တပ်ဖွဲ့မှဗိုလ်မိုက်ခဲကအခုလိုပဲပြောဆိုထားပါရယ်ယမန်နေ့အော်တိုဘားလ12ရက်နေ့မြင်းကျံမြို့နယ်ကြောက်ပြုတ်ရွာရှိ ဖြူစော်တီအတိုင်စကန်ကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲဟာ၃နိုင်ခဲ့ကြမြင်ပြီးအကျန်းဖက်စစ်တပ်မှ၁၀ဦးသေဆုံးကတိုက်ခိုက်တရန်ရရှိသူများပြားပြီးအကျန်းဖက်စစ်သားနှင့်ဖြူစော်တီများကြောက်ပြုတ်ရွာမှပြန်လည်ဆုတ်ခွာသွားကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်တော်လန်ရေးဘော်များဟာနယ်မြေရှင်းလင်းရေးပြုလုပ်ကာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ ကြောက်ပြုတ်ကြွေရွာကပြစောတိအထိုင်စကန်းကိုကျွန်တော်တို့ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါတိုက်ပွဲဖြစ်သွားတာတော့၃နိုင်လောက်ကြာမြင်ခဲ့ပါတယ်စစ်ခွေးတွေဘက်ကတော့ဆယ်ကောင်တေဆုံးနေလို့အတီးပြုတ်နိုင်ခဲ့ပါတယ်တရားရတာလည်းအရင်များတယ်ကျွန်တော်တို့ရဲဘော်တွေကအထီးကိမ်းမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ကျဲတပွင်တပ်ဖွဲ့မှဘုံမိုက်ခဲကအခုလိုပဲပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို ပြည်သူကျဲတပွင်တပ်ဖွဲ့ MGN Danger Dynamite MGRF PDF တပ်ဖွဲ့ တာလီ5 PDF တပ်ဖွဲ့နဲ့မြင်းကျက်ပကဘာတပ်ဖွဲ့တို့ပူးပေါင်းနှောင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းခုလိုပဲသိရှိရပါရဲ့ရှင်။